မြန်မာနိုင်ငံကစိုက်ပျိုးထွက်ရှိတဲ့ထောပတ်တီတွေဝယ်ယူဖို့အိန္ဒိယနဲ့ရုရှားနိုင်ငံတို့ကစိတ်ဝင်စားမှုရှိပေမဲ့လက်ရှိမှာတင်ပို့ဖို့အခက်အခဲရှိနေကြောင်းထောပတ်တီလုပ်ငန်းရှင်တိုင်ဝမ်ကနေသိရပါတယ်။အရင်ကအိန္ဒိယကိုကလေးတမှုလမ်းကြောင်းကနေတင်ပို့နိုင်ပေမဲ့အခုတော့အိန္ဒိယကိုတောင်းမဲ့လမ်းကြောင်းမရှိဖြစ်နေတာကြောင့်တိုင်ပင်ဆွေးနွေးနေစေလို့မြန်မာနိုင်ငံထောပတ်တီအသင်း MWB နဲ့နှိစက်သူတူကပြောပါတယ်။ရုရှားကလည်းမြန်မာထုတ်ပတ်တီကိုစိတ်ဝင်စားတယ်သူတို့နဲ့စကားပြောဖို့လည်းရှိတယ်လို့၎င်းကဆိုပါတယ် ယခုပန္နာနှစ်မှာပြပကိုထောက်ပတ်တီတန်ချိန်တပေါင်းကျော်တင်ပို့နိုင်မှုမျှော်မှန်းထားပြီးလက်ရှိမှာထိုင်းစစ်ခွက်ကိုအဓိကတင်ပို့လျက်ရှိတာပါ2023 2024လေးပန္နာနှစ်မှာထောက်ပတ်တီတန်ချိန်8600ကျော်2024 2025ပန္နာနှစ်မှာထောက်ပတ်တီတန်ချိန်8000ကျော်တင်ပို့နိုင်ခဲ့တယ်လို့ MWBO ကနေသိရပါတယ် သူရတီနဲ့သူတော့အမျိုးအစားလိုက်သွားနေကြတာပဲဒီနှစ်ကအနည်းဆုံးတန်တထောင်လောက်တော့ရှိမယ်အခုပေါက်ဈေးကမငိမ့်သေးဘူးတတမတ်ထဲတော့ဈေးကမရှိဘူးချိန်နဲ့လနဲ့အလိုက်ပြောင်းနေတာလို့ MBO နဲ့နေဆက်တဲ့လုပ်ငန်းရှင်တအူးကပြောကြားထားကြပါခင်ဗျာ